အားလုံးပဲမင်္ဂလာပါ Forever Gonna Facebook နဲ့ TR YouTube Channel တို့ကနေကြည့်ကြပါတယ်။ ကျွန်တော်ဒီကနေ့ညမှာတော့ဒါအာဆင်နယ်တင်းနဲ့ပတ်သက်ပြီးတော့ဒါတို့မနက်ဖြန်ကစားမဲ့ပွဲစဉ်အတွက် BKR data ကဒါဒီကနေ့မှာအကျိုးသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်ဒီအကျိုးသတင်းစာရှင်းလင်းပွဲမှာဆိုလို့ရှိရင်ဒါ BKR data အနေနဲ့ဒါတန်ရကစားသမားတွေအကြောင်းပြောသွားတယ်ဒီကျဲမှာ Kyle Harvard အပါဝင်ဒါ Ben White ဒါ Martin Odegaard စတဲ့ကစားသမားတွေတန်ရကစားသမားတွေအကြောင်းကိုဒါသူအနေနဲ့အကျယ်တဝင့်ပြောသွားတယ်ဒါပြီးသွားပြီဆိုလို့ရှိရင်ဒါ ါမာတင်အိုရီကရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ဒါမီခေးအာတီတာကဒါဒီချိန်မှာသူ့အနေနဲ့ဘယ်လိုပြောမလဲအရင်ကြီးလောနေစရာမလိုဘူးဆိုတဲ့အကြောင်းကိုလည်းပြောသွားတယ် ဲ့တော့ကျွန်တော်အရင်ဆုံးအနေနဲ့ kai harvest ရဲ့ data နဲ့ပတ်သက်ပြီးတော့ဒါအရင်ဆုံးဒါကျွန်တော်ဆွေးနွေးသုံးသပ်ကြည့်အောင် kai harvest အနေနဲ့ဘူးလေဒါ mkr data ပြောကြားချက်တွေအရာဒါ kai harvest အနေနဲ့သူ့အနေနဲ့ဒါလိုရောက်မယ် timeline တိုင်းကိုဒါသူ့အနေနဲ့ဒါမြ мян ဖြတ်တန်းခြင်းပေမဲ့ဒါသူ့ကိုကျွန်တော်တို့တွေအချိန်ပေးသွားရမယ်သူ့ရဲ့ recover time လုံးဆရာရှိတာဒီအများကြီးကြံနေသေးပြီးတော့သူ့ကိုကျွန်တော်တို့ဒါစိတ်ရှည်ဖို့လိုတယ်ဆိုပြီးတော့ mkr data ပြောကြားသွားတယ်တစ်ဆက်ထဲမှာပဲဒါ martin odiga ရဲ့ data နဲ့ပတ်သက်ပြီးတော့ ဒါသတင်းမီဒီယာတွေရဲ့ဒါမေးမြန်းမှုအပေါ်ကို KR data ကဒါ Martin Oliver အနေနဲ့ဘယ်နှစ်ဘယ်ရက်ဆိုတာမျိုးကိုကျွန်တော်အနေနဲ့တိတိကျကျပြောနိုင်ခြင်းမရှိဘူးဒါပေမဲ့သေချာတာတစ်ခုကတော့ဒါသူ့အနေနဲ့ဒါ recover time ပြန်လုံးဖို့အတွက်ဒါဘယ်လိုပြောလဲရက်သက်တစ်ပတ်အနည်းငယ်ပဲလိုတယ်ဆိုပြီးတော့ဒါ MKR data ကပြောကြသွားတယ်ဒါနောက်ထပ်တစ်ယောက်အနေနဲ့ Noni Maruegi ကတော့ဒါသူ့ဒဏ်ရာကအခြေအနေကောင်းလာပြီးတော့ဒါစတင်ဘယ်လိုပြောမလဲဒူးကောင်းနဲ့ပတ်သက်တဲ့ဒါလေ့ကျင့်ခန်းတွေ biển lâu để bí đã ဘလိုပြောမလဲရတဲ့တစ်ပတ်အနည်းငယ်အတွင်းမှာဒါသူ့အနေနဲ့ဒါအပြေးလေးချိန်ကန်းနေပြန်လုံနိုင်လာလိမ့်မယ်ဆိုပြီးတော့ဒါ MKR data canonical methodology နဲ့ပတ်သက်ပြီးတော့ပြောကြားထားတယ်နောက်ထပ်သတင်းနောက်ထပ်တရားအနည်းနဲ့ပေါ့လေနောက်ထပ်တရားအနည်းနဲ့ Piero Hinkpe ကတော့ဒါဘလိုပြောမလဲအသေးနဲ့ပြန်လဲပူပေါင်းနေပြီးတော့ဒါ training တွေပုံမှန်ပြန်လုံလာနိုင်ပြီဒါဖူဟန်တဲ့ပွဲစဉ်မှာသူ့ကိုကျွန်တော်တို့ဒါအတုံးပြူသွားဖို့ရှိတယ်ဆိုပြီးတော့ဒါ MKR data ကပြောကြားထားတယ်နောက်ထပ်ဟိုဘလိုပြောမလဲနောက်ထပ်ကစား တမတယောက်အနေနဲ့ band white ပေါ့လေ band white အနေနဲ့ကလေဒါ martin orican နဲ့ဒါဘယ်လိုပြောမလဲပုံစံတူပဲပေါ့လေဒါသူ့ကိုလေရက်သက်တစ်ပတ်လောက်ဒါသူ့ကိုကျွန်တော်တို့အချိန်ပေးသွားဖို့ရှိတယ်ဆိုပြီးတော့ဒါ mickey artista ကပြောကြားထားတယ်ဒါဒီနေရာမှာတော့ martin zubimani နဲ့ပတ်သက်ပြီးတော့ဒါ mickey artista ကပြောကြားထားတာရှိတယ်ဒါကဘာလဲဆိုတော့ကျွန်တော်ဆိုလို့ရှိရင်ဒါနည်းနည်းတော့မလန့်ပါဘူးဟာ martin zubimani နဲ့ပတ်သက်ပြီးပြောတာဆိုတော့ဟာ martin zubimani ကဒဏ်ရာများရလို့လာပေါ့လေဒါကဘာကိုပြောရှင်တာလဲဆိုတော့သူ့အနေနဲ့ မာတင်ဇူမီမတီကဒါနိုင်ငံပွဲစဉ်တွေမှာတွားရောပူပေါင်းထားတာဖြစ်တဲ့အတွက်ဒါဒီပွဲစဉ်မှာဒါပူဟန်နဲ့အဝေးဝင်ပွဲစဉ်မှာသူ့အနာပေးသွားဖို့ရှိတယ် သူ့ကိုကျွန်တော်တို့အချိန်အနည်းငယ်ပေးနာပါဖို့ရှိတယ်ဆိုပြီးတော့ dummy KR data ကပြောကြားထားပါတယ်။ Okay နောက်ထပ်သတင်းတစ်ပုတ်အနေနဲ့ဒါအင်္ဂလန်နီးပြဖြစ်တဲ့အင်္ဂလန်နိုင်ငံအသင်းရဲ့နီးပြဖြစ်တဲ့ဒါတော့မတူချေပေါ့လေတော့မတူချေက Mickey R data နဲ့ပတ်သက်ပြီးတော့ဒါ Arsenal အသင်းမှာဒါ Mickey R data လုတ်နေတာဒီကတကယ်ကိုအထင်ကြီးစရာဖြစ်ပြီးတော့ဒါဇယားထိတ်ဆုံးဒါအဆင့်တနေရာအတွက်ရှင်ပြိုင်တဲ့အသင်းတွေမှာ Arsenal အသင်းကိုချန်လက်ထားလို့မရဘဲနဲ့ဒီ အသင်းကတကယ့်ကိုကြစ်လစ်တဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ချန်ပီယံဆိုကလားတွေနဲ့တကယ့်ကိုထိုက်တန်တဲ့အသင်းတစ်သင်းဖြစ်တယ်ဆိုပြီးတော့ဒါတော့မတ်ဒူချေကမီကေအာဒေတာနဲ့ပတ်သက်ပြီးတော့ချီကျူးစကားဆိုထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အ နေနဲ့ကျွန်တော်တို့အာဆနယ်အသင်းကဒါဖူဟန်အသင်းနဲ့ဒါမနက်ဖြန်ဒါမြန်မာစံတော်ချိန်ည7:00နာရီမှာဒါအဝေးကွေးမှာဖူဟန်ကိုတွားရောက်ရှင်ပြန်ကစားရမယ်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါ MKR data ကမနက်ဖြန်နေ့လယ်ဒါတနာရီမြန်မာစံတော်ချိန်နေ့လယ်တနာရီခွဲမှာသတင်းစာရှင်းလင်းပွဲပြုလုပ်သွားဖို့ရှိပြီးတော့ဒါည7:00နာရီမှာဆိုလို့ရှိရင်တော့ဒါဒီပွဲစဉ်ပေါ့လေဒါပရီးမီယာလိပွဲစဉ်ရှစ်ကိုဒါအာဆင်နယ်အသင်းကဖူဟန်အသင်းကိုအဝေးကမှာတွားရောက်ရှင်ပြန်ကစားသွားမှာ ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်